တီဟီရန်မှရုရှားတန်ယုံဝန်ထမ်းများထွက်ခွာရန်ပူတင်အမိန့်ပေးပြီးခါမီနီအစိုးရကြဆုံလူနည်းသဖြင့်အမြန်ဆွေးနွေးရန်တိုက်တွန်းအီရန်ခေါင်းဆောင်အလီခါမီနီအာနာရှင်အုပ်ချုပ်မှုခေတ်ဆက်လက်ရှင်တန်နိုင်ရန်ခက်ခဲသွားပြီးဖြစ်ခြင်းကြောင့်အမြန်ဆုံးဆွေးနွေးမှုပြုလုပ်ရန်ရုရှားသမ္မတပူတင်ကခါမီနီအားတတိပေးခဲ့ကတီဟီရန်မှရုရှားတန်ယုံဝန်ထမ်းများကိုလည်းအမြန်ဆုံးထွက်ခွာရန် အမိန့်ပေးခဲ့သည် ပြီးခဲ့သည့်ဇွန်13ရက်မှစတင်ပြီးအစ္စရေးကအီရန်နိုင်ငံအတွင်းရှိနျူကလ িয়ার ဆိုင်များစီရေးအဆောက်အအုံများနှင့်စစ်ဘက်ဆိုင်ရာထိတ်တန့်ပို့ချုပ်များနျူကလ িয়ার သိပ္ပံပညာရှင်များကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်ထို့နောက်အီရန်ဘက်မှယင်းသည့်သဆက်ဆံရေးရှိသောပူတင်ထံဖုံးဆက်ကအဆိုပါတိုက်ခိုက်မှုအတွက်အမေရိကန်အနေဖြင့်မည်သို့ဖြည့်ရှင်းမည်ကိုသိလိုသည်ဟုပြောဆိုခဲ့ကြောင်းထို့ကြောင့်ပူတင်သည်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ထံဖုံးဆက်ပြီးပြောဆိုဆွေးနွေးခဲ့ကြောင်းသိရသည် ရန့်ကမူမိမိ၏မွေးနေ့တွင်ပူတင်ဖုန်းခေါ်ဆိုမှုပျော်ရွှင်စရာမွေးနေ့ဆုမွန်ရသလိုထိုထက်ပိုအရေးကြီးသောအီရန်ရေးများစွာပြောဆိုဖြစ်ခဲ့ကြောင်း အစ္စရေးအီရန်စစ်ပွဲသည်ယခုပင်ပြီးဆုံးချိန်ရောက်တဲ့လို့ယူကရိန်းကိုရုရှားထိုးစစ်သည်လည်းရက်တင်ပြီးဟုပြန်ပြောဆိုခဲ့ကြောင်းထုတ်ပြန်ပြောဆိုသွားခဲ့သည်ထရန့်နှင့်ပြောဆိုခဲ့ပြီးနောက်ပူတင်ကအီရန်၏လက်ရှိအုပ်ချုပ်မှုအစိုးရစနစ်သည်ရှင်တန်ရန်ကြိုးတက်လှမ်းလျှောက်အနေထားရောက်နေပြီဖြစ်သောကြောင့်ခါမီနီအနေဖြင့်အ мян ဆုံးဆွေးနွေးမှသာဖြစ်မည်ဟုတတိပေးအကြောင်းကြားခဲ့ကြောင်း ဣသရေလသတင်း website Israel Hayyan ကဖော်ပြသွားခဲ့သည်ဒေါ်နယ်ထရန့်ကိုယ်တိုင်ကလည်းဇွန်16ရက်တွင်တီဟီရန်မှအားလုံးချက်ချင်းထွက်ခွာရှောင်တိမ်သင့်ပြီဖြစ်ကြောင်းသတိပေးထုတ်ပြန်ခဲ့သလိုနောက်ထပ်လေကြောင်းတိုက်ခိုက်မှုမလာခင်တီဟီရန်ပြည်သူများအားလုံးမြို့တော်မှအချင်းထွက်သွားကြသင့်သည်ဟုပြောဆိုခဲ့ခြင်းဖြစ်သည် ဇွန်16ရက်နေ့မှာပင်တီဟီရန်မြို့တော်လမ်းများပေါ်ပြည့်ကျက်နေသည့်ရင်းနှီးများစွာမှလမ်းပိတ်ဆို့သည့်အထိများပြားနေပြီးလူ3သိန်းကျော်မြို့မှထွက်ခွာနေကြသည်ဟုသတင်းများကဆိုသည့်အီရန်အစိုးရကမူအလုံးထိန်ချုပ်မှုအောက်တွင် ရှိနေသဖြင့်မိမိတို့အနေဖြင့်မြေသည့်အမိန့်များထုတ်ပြန်ခြင်းမရှိသေးဟုဆိုကာပြည်သူများထွက်ခွာမှုကိုဟန်တားမှုများလှုံ့ဆော်နေသည်ဟုသိရသည်အီရန်စစ်ဦးစီးချုပ်တစ်ထက်မှန်လှုပ်ကြံခံရမှုနှင့်အတူ ဣသရေအီရန်ပဋိပက္ခပုံမူပြင်းထန်လာအပြစ်ခတ်ရဲရုံမဟုတ်ပဲပဋိပက္ခကိုတကယ်အဆုံးတက်ရမည်ဟုထရန့်ပြောစီရေးစီရအပြိုင်ဆိုင်ပြင်းထန်နေကြတဲ့ဣသရေနဲ့အီရန်တို့အကြားကပဋိပက္ခဟာအချိန်မြင့်တက်လာရာကနေပြစ်စမမြောင်းနေမှာတော့တိုက်ခိုက်မှုအစ်တတဖန်ထပ်မံဖြစ်ပွားခဲ့ပါတယ် အီရန်ရဲ့ဒုတိယအကြီးဆုံးစစ်ရေးကောင်းဆောင်လည်းဖြစ်လက်ရှိအချိန်အထိရပ်ပိုင်းမြတာတာဝန်ယူထားရသေးတဲ့စစ်ဦးစီးချုပ်အသစ်စစ်တွင်းကာလာစစ်ဦးစီးချုပ်အော်လန်ရှဲမနာကိုလုတ်ကြံတက်ဖြတ်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကဇွန်လ18ရက်မှာထုတ်ပြန်လိုက်ပါတယ်။ယင်းမတိုင်မီအီရန်ရဲ့ရခင်စစ်ဦးစီးချုပ်ဟာပြီးခဲ့တဲ့တောကြာနေ့ကအစ္စရေးရဲ့ကနအူးတိုက်ခိုက်မှုအတွင်းတေဆုံးသွားခဲ့တာဖြစ်ပါတယ်။ အစ္စရေးရဲ့ထုတ်ပြန်ချက်အရအီရန်မှာစိတ်ဝင်နေတဲ့ရင်းတို့အထူးထောက်လန်းရေးတပ်တွေရဲ့တည်င်းပေးပို့ချက်အရအော်လီရှာမန်နာကိုအစ္စရေးလီတပ်ကဂျက်ဖိုက်တာတွေနဲ့ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့သိရတာပါတစ်ချိန်တည်းမှာပဲအစ္စရေးအီရန်ရေးကနေဒါမှာကျင်းပတဲ့ခုနှစ်ထိပ်သီးအစည်းအဝေးကနေပြန်ရောက်လာတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းအပြစ်ခတ်ရစဲရေးထက်ပိုကောင်းတာကိုရှာနေတယ်တကယ်အဆုံးတက်ကူပါ အပြည့်ရဲ့ယုံမဟုတ်တဲ့အဆုံးသက်တစ်ခုပါလို့အင်ကာနေမှာသတင်းထောက်တွေကပြောခဲ့ပါတယ်။အစီဝေးအပြီးပူးတွဲကြညာချက်ထဲမှာတော့သူနဲ့အခြားကခုနှစ်ကောင်းဆောင်တွေကအစ္စရေးရဲ့မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကိုထောက်ခံအတည်ပြုပြောဆိုထားကြပြီးအီရန်ဟာအရှိအလယ်ပိုင်းဒေသမတည်ငြိမ်မှုတွေရဲ့အဓိကအရင်းအမြစ်ဖြစ်တယ်လို့ဆိုထားကြပါတယ်။ပရိပခရီပူပြင်းထန်လာတာနဲ့အမျှတရုတ်ကလည်းရင်းနိုင်ငံသားတွေကိုအစ္စရေးကနေအ мян ထွက်ခွာဖို့ဒီကနေ့ပဲတိုက်တွန်းထားပါတယ် အစ္စရေးနဲ့အီရန်နှစ်ဖက်လုံးအနေနဲ့တရုတ်နိုင်ငံသားတွေထွက်ခွာနိုင်အောင် ကူညီပေးဖို့ကိုလည်းပေကျင်းကတိုက်တွန်းထားပါသေးတယ်။ပြီးခဲ့တဲ့တောကြာနေ့မှာအစ္စရေးကအီရန်ကိုစတင်ပုံကျဲခဲ့ပြီးနောက်ပဋိပက္ခအတွင် လူပေါင်း224ဦးထပ်မံတေဆုံးခဲ့တယ်လို့အီရန်နိုင်ငံပိုင်သတင်းကကြေညာထားသလိုအီရန်ရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့်အစ္စရေးမှာလည်းအနည်းဆုံးလူ24ဦးတေဆုံးခဲ့ပါတယ်။ ဇွန်18ရက်မနက်ပိုင်းအီရန်ဒုံးကျည်များပစ်ခတ်မှု အစ္စရေးတို့ကြားရောက်မှုရှိဇွန်18ရက်မနက်ပိုင်းတွင်အီရန်ဘက်မှအစ္စရေးနိုင်ငံဗဟိုချက်နေရာများသို့ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမြေပြင်သို့ကြားရောက်ပောက်ကွဲပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။ယင်းသတင်းနှင့်ပတ်သက်ပြီးနှစ်နိုင်ငံလုံးဘက်မှဖော်ပြနေမှုများသည့်မတူညီသောအချက်အလက်များသာဖြစ်နေပြီးအစ္စရေးဘက်ကဒုံးကျည်23ဆဝန်းကျင်၌နှစ်လုံးသည်တဲအပြစ်မျိုး မြောက်ပိုင်းမြည်သူများမရှိသည့်ဘတ်စကာဂိတ်တို့သာ ကြာရောက်ပြီးဘတ်စကာမီးလောင်ပေါက်ကွဲတော်လဲတေဆုံမှုတအူးများမရှိဟုထုတ်ပြန်ခဲ့သည်။ဂိုလန်ကုန်းမြင့်တို့ဥတီလာသောအီရန်ဒရုန်းများကိုလည်းဖျက်ချနိုင်ခဲ့သည်ဟုအစ္စရေးဘက်မှထုတ်ပြန်ပြီးကယ်ဆယ်ရေးဆေးမှုတအူးကမူ30ဦးခန့်အသေးစားဒဏ်ရာများရရှိခဲ့သည်ဟုသာဆိုခဲ့သည်။ထို့သောအီရန်သတင်းဌာနများတွင်မူအစ္စရေးသည်အစောပိုင်းလူမှုကွန်ရက်များပေါ်တွင်ထွက်ပေါ်လာသောထိခိုက်မှုများအားပြန်လည်ဖျက်ချခဲ့ပြီး တိတ်ဆုံးမှုမရှိထိခိုက်မှုမများဟုထုတ်ပြန်တော်လဲတဲအပင်မျိုးဗဟိုချက်များတို့ဒုံးကျည်ငါးလုံးကြားရောက်ထိမှန်ကြောင်းရှစ်ထက်တိုက်တလုံးပြူကြကြောင်းဟာဇလီယာရဲ့တို့ဒုံးကျည်များစွာကြားရောက်ကြောင်းပါလက်စတိုင်းထံမှတင်ပိုက်ထားပြီးအစ္စရေးတဆွဲထားသည့်ဝက်ဘန်တို့လည်းဒုံးကျည်များကြားရောက်သည့်ဖြင့်ထိခိုက်တိတ်ဆုံးမှုများပြနိုင်သည်ဟုဖော်ပြနေကြသည် အမေရိကန်သမ္မတဒေါ်လန်ထရန့်ကမူလင်းဤလူမှုကွန်ရက်တွင်အီရန်နေဖြင့်ချက်ချင်းနျူကလ িয়ার လက်နက်မပိုင်ဆိုင်ရဆိုသောသဘောတူညီချက်တွင်လက်မှတ်ထိုးလိုက်ပါကချက်ချင်းပြည်ပခအဆုံးသက်သွားမည်ဖြစ်ကလက်ရှိတွင်မူတီဟီရန်မြို့တော်မှအားလုံးချက်ချင်းတိမ်းရှောင်ကြတဲ့သည်ဟုရည်တင်ထားသည်ကိုတွေ့ရသည်